မင်္ဂလာပါခင်ဗျာအခုချိန်ကစတင်ပြီးတော့2025ခုနှစ်ဇွန်လ23ရက်နေ့ Radio UNG ရဲ့မနက်ခင်းစီးရီသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့ ဇီးဝဲထွက်ပြီးပြန်လာတဲ့စစ်ကောင်စီတပ်သားများကိုစနိုက်ပါဖြင့်ပစ်ခတ်ခဲ့ရာ၃ဦးသေဆုံးတဲ့တဲ့ရင်ကိုတင်ပြပေးပါမည်။မန္တလေးတိုင်းမြင်းချမ်းခရိုင်ငဇွန်မြို့နယ်မှာဇီးဝဲပြီးပြန်လာတဲ့စစ်ကောင်စီတပ်သားများကိုစနိုက်ပါဖြင့်ပစ်ခတ်ခဲ့ရာ၃ဦးသေဆုံးခဲ့တယ်လို့ဇီးရိုးပြောက်ကြားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မြင်းချမ်းကပြောပါရယ်။ဇွန်လ20ရက်နေ့မနက်အစောပိုင်းမှာမင်းနေကုန်းရွာရဲစခန်းကနေကောင်းစင်ရွာဘက်ကိုအင်အား20ခန်းဖြင့်ဇီးဝဲထွက်ပြီးတော့ပြန်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုစနိုက်ပါဖြင့်အသင်းဆောင်ဂျူတိုက်ခိုက်ခဲ့တာလို့ဆိုပါရယ်။ စနိုက်ပါပစ်ခတ်မှုအပြီးနှစ်ဖက်ထိတွေ့မှုဖြစ်ပွားခဲ့တယ်လို့မင်းနေကုန်းစခန်းကနေလေလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာတွေရှိခဲ့ပေမဲ့အထီးခိုင်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။လက်ဦးမှုရယူကစနိုက်ပါနဲ့ပစ်ခတ်နိုင်ခဲ့တာကြောင့်စစ်ကောင်စီတပ်သား၃ဦးမျက်မြင်သိဆုံးသွားခဲ့ပြီးတော့ထိခိုက်ဒဏ်ရာရတာတွေလည်းရှိနိုင်တယ်လို့ဆိုထားပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမြင်းချံခရိုင်တပ်ရင်းအမှတ်9-0ပျောက်ကြားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တောင်သာပကဖရဲမင်းများဥဆောင်ကမူရစ်တောက်စားနေတဲ့စစ်ကောင်စီတပ်သားတအုပ်ကိုဖမ်းဆီးနိုင်ခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။မန္တလေးတိုင်းမလိုင်မြို့နယ်ကစမ်းသောက်ဆိုင်တစ်ဆိုင်မှာ မူးယစ်တောက်စားနေတဲ့စစ်ကောင်စီတပ်သားတအုပ်ကိုဖမ်းဆီးနိုင်ခဲ့တယ်လို့တောင်တာပကဖကထုတ်ပြန်ထားပါတယ်။ဇွန်လ22ရက်နေ့မနက်9:00နာရီကမ်းမှာလက်နက်နဲ့အတူအောက်ခံယူနီဖောင်းအရွယ်အင်ဂျီဖြင့်စစ်ကောင်စီတပ်သားတအုပ်မူးယစ်တောက်စားနေတယ်ဆိုတဲ့သတင်းရတာကြောင့်ပျောက်ကြားအသွင်ဖြင့်စောင့်ဆိုင်ခဲ့ပြီးတော့ကွန်ရထွက်ဝေချိန်မှာလက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။အဆိုပါဖမ်းဆီးမှုကိုတောင်တာမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖမှရဲမေများဦးဆောင်တဲ့အဖွဲ့ကစောင့်ရွက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။၎င်းစ ေကောင်စီတပ်သားဟာမိထီလာအမှတ်1တက်မတော်အကြီးစားဆက်ယုံမှ တက်ကြက်ကြီးအောင်ဝင်းကိုစိုးသူဖြစ်ပြီးတော့၎င်းနှင့်အတူ MA1 တနက်တလက်နဲ့ 5.56G အတောက်250တို့ကိုတဘာတွေတင်စီရမိခဲ့တယ်လို့ဖော်ပြထားပါရခင်ဗျာ ဆက်လက်ပြီးတော့မြင်းချံမြို့နယ်မှာစစ်ကောင်စီကလေရင်နဲ့ပုံကျဲတိုက်ခိုက်မှုကြောင့်တားအဖားနှစ်ယောက်တီဆုံးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။မန္တလေးတိုင်းမြင်းချံမြို့နယ်မယိုးကုန်းရွာကိုစစ်ကောင်စီကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်တားအဖားနှစ်ဦးတီဆုံးခဲ့ပြီးတော့ ပြည်သူ့ကိုဦးတန်ရာရခဲ့တယ်လို့ဒေသခံတွေထံမှသိရပါဗျ။ဇွန်လ22ရက်နေ့မနက်တနာရီခွဲခန့်မှာစစ်ကောင်စီကဂျက်ဖိုက်တာနဲ့ဘုံသုံးလုံးကျဲချတိုက်ခိုက်ခဲ့ရာပထမနှလုံးဟာစစ်တပ်ကရွာလုံးကျွတ်မီးရှို့ထားတဲ့ရွာရှိရွာအနီးကြားရောက်ပောက်ကွဲခဲ့ကနောက်တစ်လုံးကတော့ မယိုးကုန်းရွာတွေကိုကြားရောက်ပောက်ခွဲခဲ့တယ်လို့ဆိုပါတယ်။ရွာရှိရွာနဲ့ကြားတိုင်းကျေးရွာတို့ဟာရွာလုံးကျွတ်မီးရှို့ခံထားရတာကြောင့်လူမရှိနေဘဲနဲ့ထိခိုက်မှုမရှိခဲ့ပေမဲ့မယိုးကုန်းကျေးရွာမှာတော့အသက်80အရွယ်ဦးပေါ်ငိမ့်နဲ့တမိဖြစ်သူဒေါခင်မိုးဆွေအသက်40နှစ်တို့တည်ဆုံခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ကျေးရွာနေပြည်သူ5ဦးဒဏ်ရာရခဲ့ကနှစ်ဦးမှာစိုးရင်ရပြီးတော့နေအိမ်၅လုံးထိမှန်ပျက်စီးခဲ့ကနှွားနှစ်ကောင်လည်းတည်ဆုံခဲ့တယ်လို့ဆိုပါတယ်။စစ်ကောင်စီကတိုက်ပွဲ ွဲဖြစ်ပွားခြင်းမရှိဘဲပြည်သူလူထုကိုပြစ်မှတ်ထားကာရွေချက်ရှိရှိဘုံကျဲတိုက်ခိုက်နေတာကြောင့်ပြည်သူများအနေနဲ့လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနေလမ်းများကိုလိုင်းနာပေးကြဖို့နဲ့ဘုံကိုခြင်းများခိုင်ခိုင်မာမာတူးထားဖို့တော်လိုင်းရဲ့အဖွဲ့အစည်းများကမြစ်တာရက်ခံတိုက်တွန်းထားပါရခင်ဗျာ။ ဆက်လက်ပြီးတော့ဖောင်ပြင်းမျိုးနဲ့အမှတ်၁တည်ရင်အတွက်အကြီးကအုတ်ထုံနဲ့စစ်သုံးပစ္စည်းများပေးအပ်ပွဲအခမ်းအနားကျင်းပတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။စကိုင်းတိုင်းမော်လိုက်ခရိုင်ဖောင်ပြင်းမျိုးနဲ့အမှတ်၁တည်ရင်အားတော်လန်ပြည်သူများကကြီးကအင်ကိုအုတ်ထုံနဲ့စစ်လက်နက်ပစ္စည်းများပေးအပ်လူရန်ပွဲနဲ့ကြာဆုံးရဲဘော်မိသားစုဝင်များအား ထောက်ပံ့ငွေပေးရပွဲအခမ်းအနားကိုကျင်းပခဲ့တယ်လို့သိရပါတယ်။ဇွန်လ20ရက်နေ့ကလွန်မြောက်နေမြေတနေရာမှာပြုလုပ်ခဲ့တဲ့အဆိုပါအခမ်းအနားကိုမော်လိုက်ခရိုင်ကွက်ကဲရီမှူးခရိုင်ရီထောက်မော်လိုက်ခရိုင်အမှတ်တက်ရီမှူးဒုရီမှူးယင်းထောက် IO တန်တန်းနီးပြဖောင်းပြင်မျိုးနယ်ပအာဖာနာယကပအာဖာတာဝန်ခံမျိုးနယ်ပကဖာတာဝန်ခံမျိုးနယ်ဆက်သွေးတာဝန်ခံတောင်ပိုင်းပေါင်းဆက်ညီနိုင်ရေးအဖွဲ့တာဝန်ခံအမှတ်တက်တိုက်နယ်တာဝန်ခံအမှတ်နှစ်တိုက်နယ်ဒုတာဝန်ခံအမှတ် တ်3တိုက်နယ်တာဝန်ခံအမှတ်4တိုက်နယ်တာဝန်ခံကြာဆုံးရဲဘော်မိသားစုဝင်များကြေးရွာအုပ်စုမှရေးရာတာဝန်ခံများ PDF တက်ခွေးမှုများတော်လန်ပြည်သူများနဲ့ထောက်ပို့အမာခံလုပ်ငန်းရှင်များကတက်ရောက်ခဲ့ကြတယ်လို့ဆိုပါတယ်ခရိုင်ကိုကယ်ရေးမှုကယခုလိုတက်ရင်ရဲ့လိုအပ်ချက်များကိုတော်လန်ပြည်သူများကကိုညီပံ့ပိုးလှူဒန်းမှုအားအထူးကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ပြီးတော့အခမ်းအနားကိုအောင်မြင်စွာရုပ်သိမ်းခဲ့တယ်လို့သိရပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တပတ်အတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်54ဦးအလင်းဝင်ခဲ့ကစစ်တုံးပန်း58ဦးဖမ်းဆီးရမိတဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။ပြည်သူပန်းတိုင်ကကောက်ယူထားတဲ့မှတ်တမ်းတွေအရဇွန်လဒုတိယပတ်အတွင်းအလင်းဝင်လက်နက်ချစစ်တုံးပန်းဖြစ်ခဲ့တဲ့စစ်သားရဲနဲ့ပြည်သူစစ်တရတအူရှိခဲ့တယ်လို့ပြည်ဟ project ယခုတပတ်အစီအစဉ်ကနေထုတ်ပြန်ကြပါရီ။တပတ်အတွင်းအလင်းဝင်လာသူရဲတအူနဲ့စစ်သား53ဦးရှိခဲ့ပြီးတော့71ဦးဟာစစ်မှုထမ်းဥပဒေနဲ့စုဆောင်းခံရတဲ့ ်သားတဲ့များဖြစ်ကြတယ်လို့ဆိုပါတယ်။ဒါအပြင် မကွေးတိုင်းနဲ့မန္တလေးတိုင်းမှစစ်သား29ဦးနဲ့စကိုင်းတိုင်းမှပြည်သူစစ်18ဦးစစ်တုံးပန်းအဖြစ်ဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်။ ပြည်သူ့ပန်းတိုင်ရဲ့စည်ရင်းတွေအရ2025ဇန်နဝါရီလကစတင်ကဇွန်လဒုတိယပတ်အထိလက်နက်ချအလင်းဝင်စစ်သွုံပန်းစုစုပေါင်း1398ဦးထိရှိခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့စည်ရင်းသတင်းကောက်နှုတ်ချက်တွေကိုတော့ရေဒီယိုအန်ယူဂျီသတင်းတောင်မင်းဆက်သွေးကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ